အားလုံးပဲမင်္ဂလာပါဒီကနေ့လူသားကဘာကောင်းကျိုးပြအစီအစဉ်အတွင်ဇူလိုင်လ3ရက်နေ့ရက်ပွဲနေ့ရှင်ဖြစ်တဲ့တပည့်တော်ကြီးစိန်တော်မတ်စီအကြောင်းကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်မိတုကပညာရှင်တွေကိုစောင့်ရှောက်တဲ့တပည့်တော်ကြီးစိန်တော်မတ်စာဂါလီလီမျိုးကစင်ရဲတဲ့မိသားစုကနေဆင်းသက်လာတဲ့သူဖြစ်ပါတယ်ကိုရော်ရှင်ရဲ့အပေါ်မှာပြင်းပြတဲ့ချစ်ချင်းမေတ္တာရှိပြီးကိုရော်ရှင်အတွက် အတီခံမှုရန်အတွက်စိတ်အားထက်တန်ခဲ့ပါရယ်ဒုဗိမဲ့လို့လဲတခင်ခရစ်တော်အသက်တော်ဆွံ့တော်မူပြီးအတီခံတော်မူပြီးတဲ့နောက်ပိုင်းမှာအခြားတော်တပည့်တော်ကြီးတွေနဲ့အတူမနေပဲတီးတန့်ခွဲနေပြီးကိုရောရှင်တေခြင်းကိုအောင်မြင်ပြီးရှင်ပြန်ထမြောက်တော်မူတဲ့တရင်ကိုမယုံကြည်ခဲ့ပါဘူးဒါကြောင့်လဲတန်တရားရှိတဲ့တော်မတ်ဆိုပြီးအမိနာမကိုရရှိခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒီအကြောင်းကိုရှင်ယောဟန်ဧဝံဂေလိကျမ်းအခန်းကြီး20အခန်းငယ်24ကနေ29မှာပါရှိပါတယ် တဆက်နှစ်ပါးတွင်တပါးပါဝင်ဖြစ်သောဒီဒီမူခေါ်တီတောမတ်စ်ဒီကယေရှုကြွလာတော်မူသောအချိန်တွင်သူတို့နှင့်အတူမရှိချီ တို့ဖြစ်၍အခြားသောတပည့်တော်တို့ကငါတို့သည်တခင်ပြားကိုဖူးမြင်ကြရပြီဟု သူအားဆိုကြ၏။ထို့သောသောမတ်စ်က ကိုရောဤလက်တော်၌တန်ရက်ရာကိုငါမမြင်ရလျင်တန်ရက်ရာတဲကိုငါဤနဲ့ညိုးကိုမတွင်ရလျင်ကိုရောဤနဘေးတော်ကိုငါဤနဲ့ဖြင့်မဆန်းတရလျင်ငါယုံကြည်နိုင်မည်မဟုတ်ဟုသူတို့အားဆိုလေ၏။ရှိရမြောက်သောနေ၌ တပည့်တော်တို့သည်အိမ်အတွင်း၌တပန်စုဝေးလျက်ရှိကြစဉ်တောမတ်စ်သည်လည်းသူတို့နှင့်အတူရှိ၏တကားများပိတ်ထားလျက်ရှိတော်လဲယေရှုသည်ကြွလာပြီးလျင်သူတို့၏အလယ်၌ရက်တော်မူလျက်တင်တို့၌ငြိမ်းချမ်းသာရခြင်းရှိပါစေဟုသူတို့အားမိန်တော်မူ၏ထို့နောက်ကိုရောကတောမတ်စ်အားတင်း၏လက်ညှိုးကို ဤနေရာ၌တွင်၏ငါဤလက်များကိုကြည်လောတင်းဤလက်ကိုလည်းဆန့်၍ငါဤနဘေးကို ဆန့်တလောယုံမားတန်တရားမဖြစ်လေနီယုံကြည်လောဟုမိန်တော်မူ၏တောမတ်စ်ကလည်းအကျွန်ုပ်ဤသခင်အကျွန်ုပ်ဤဖျားပါတကားဟု ကိုရောအားပြန်၍ရှောက်လေ၏ယေရှုကလည်းတင်းတီငါကိုမြင်ရတော့ကြောင့်ယုံကြည်တလောမမြင်ရဘဲယုံကြည်တော်သူတို့သည်မင်္ဂလာရှိကြ၏ဟုမိန်တော်မူ၏အဲ့ဒီနောက်မှာ ။နိုင်ရှင်သောဝိညာဉ်တော်ဖျားဆင်းကြွပြီးတဲ့နောက်ပိုင်းမှာသောမတ်စာဧဝံဂေလိတရားတော်ကိုဟောပြောတွင်တင်ရင်းနဲ့ဖန်ဆီးချုပ်နှောင်ခံခဲ့ရပြီးအိန္ဒိယဘရင် ဂွန်ဒါဖိုးထံကိုကျုံအဖြစ်ရောက်ရှိသွားခဲ့တယ်လို့ရှီထုံတက်တီတီအရသိရှိရပါတယ်။ဘီတုကအသက်ပညာမှာတဖက်ကန်းခတ်အောင်ကျွမ်းကျင်တက်မြောက်ထားကြောင်းသိရတာကြောင့်ဘယင်ဟာတောမတ်စ်ကိုကြီးကျယ်ခန်းသားတဲ့နန်းတော်ကြီးဆောက်လုပ်ပြီးဖို့ရန်အတွက်တာဝန်ပေးခဲ့ပါတယ်။ဘယင်မရှိတဲ့အခါမှာတောမတ်စ်ဟာလူအကားတွေအတွက်ရရှိတဲ့ငွေကြေးအလုံးကိုစင်ရသားတွေကိုဝေငှပေးခဲ့ပါတယ်။ဘယင်ကြီးပြန်ရောက်လာတဲ့အခါမှာသူဆောက်လုပ်ခိုင်းတဲ့နန်းတော်အကြောင်းကိုမေးတဲ့အခါမှာ သောမတ်ကအရှင်မင်းကြီးထိုနန်းတော်ကို အခုချိန်မှမြင်ရမည်မဟုတ်ဤလောကမှာထွက်ခွာသွားတော့အခါမှသာလျှင် မြင်ရနိုင်မယ်လို့ဆိုခဲ့ပါဗျ။အဲ့ဒီအခါမှာဘယင်ကြီးဟာဒေါသထွက်ပြီးသူ့ကိုအရှင်လက်လက်အရေးကွန်ခွာဖို့ရန်အတွက်အမိန့်တော်ချမှတ်ခဲ့ပါဗျာ။ဒို့ပေမဲ့လို့လည်းဘယင်ကြီးရဲ့နောင်တော်ကသောမတ်အနေနဲ့ကောင်းကင်ဘုံမှာဘယင်ကြီးအတွက်ပြင်ဆင်ပေးထားတဲ့နန်းတော်ကိုယူပါယုံမှာမြင်ရတာကြောင့်ပြောခဲ့တာပါလို့ဆိုခြင်းကြောင့်သောမတ်ဟာအသက်ချမ်းသာရခဲ့ပါဗျာ။ဘယင်ကြီးဟာသောမတ်ကိုလွတ်လိုက်ပြီးညစွာသောအချွေအရံနေနဲ့အတူ စေကျော်ကြီးမင်္ဂလာကိုခံယူခဲ့ပါဗျာ။ တယ်။နောက်ပိုင်းမှာတော့သောမတ်စာအိန္ဒိယနယ်တခွင်ကိုလှည့်လည်ပြီးဧဝံဂေလိတရားတော်ကိုဟောပြောတုံ့တင်ခဲ့ပါတယ်။အဲ့ဒီနောက်မာစတီမိဖုရားကိုအကျင့်ပြောင်းလဲစေပြီးခရိယံဘာသာတဲကိုဝင်ရောက်စေခဲ့ခြင်းကြောင့် ဘရင်နဲ့မတင့်မတင့်ဖြစ်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့တောင်ထိပ်တနေရာကိုခေါ်ဆောင်ပြီး အသက်ခံခဲ့ရပါကြောင်းတင်းဆက်ပေးလိုက်ရပါတယ်ရှင်။အာဝီရဲ့မြန်မာဘာသာစီစဉ်ကိုကြည့်ရှုအားပေးနာတော်သားဆင်နေကြတယ်။အမိအဖညီကောင်မမများအားလုံးငြိမ်းချမ်းပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။ကျမကတော့ Sister Regina မူမူခိုင်မှ